အမတို့ပြောထားတာတော့ဒီမနေ့ပေါ့နော်စင်တိုင်းလောက်မှကျွေးမယ်ဆိုပြီးတော့စီစဉ်ထားတာဒါပေမဲ့နည်းနည်းလေးလူတွေများလာတော့လည်းတူတယ်ဆော့ဆော့ကြီးကျွတ်လိုက်တာနိုင်ဝတ်နဲ့တင်ပြတ်သွားတာဒါတကြံတိုင်းဆိုတာလေတချင်းဆိုချင်ကြတာပဲဒါပေမဲ့ဒီနေ့တကြံကတော့တိတ်ဆိတ်ချင်းနဲ့ပဲငလင်ဘေးတင်တဲ့မိသားစုတွေနဲ့ထတ်တူခံစားရလို့လုံးဝတချင်းမဆိုပါဘူး ဟိုရွှေလည်းမစုချင်ဘာမှပိုင်ဆိုင်မှုမရှိလေပိုကောင်းလေကုတို့ရလေပိုကောင်းလေပဲဘာလို့ဆိုတော့တေချင်းတရားကြီးကဘေးမှာငုတ်တုတ်ထိုင်ကြည့်နေပြီအချိန်ကြီးထွက်သွားနိုင်တယ်အဲ့ဒီအသည့်ကိုတည်တဲ့အတွက်ကိုဘလို့ပဲဖြစ်ဖြစ်ဟိုကိုနိုင်တဲ့ဝင်လေးပေါ့နော်ကိုထမ်းတယ်ပေါ့အဲဒီအသိ n e l လေးကတော့လာမင်းအလင်းအောင်ပေါ့နော်အဲ့ဒါလေးကမားတို့ဒီပိုထောင်ကကလေးတွေနဲ့ပေါ့မလည်းလာတိုင်းပေါ့ပုံမှန်လာလာစင်ချေးလေးနဲ့စုပြီးတော့ဒီပိုထောင်ကကလေးတွေနဲ့အကုန်စုတာတော်တော်နှစ်ချပါပြီအဲ့ဒါအခုဒီနေ့တကြံမာမစတူဒီတာကျွေးမယ်ဆိုပြီးတော့ပြောလို့အာမလည်းခမန်းကရမ်းပြန်ပြေးတာခမင်းကျွေးတာပါလူအယောက်900စာလောက်တော့ရှိတယ်ဟုတ်အမတို့ပြောထားတာတော့ဒီမနေ့ပေါ့နော် စံတိုင်းလောက်မှကျွေးမယ်ဆိုပြီးတော့စီစဉ်ထားတာဒါမဲ့နည်းနည်းလေးလူတွေများလာတော့လည်းတူတယ်ဆော့ဆော့ကြီးကျွေးလိုက်တာနိုင်ဝတ်နဲ့ရင်ပြတ်သွားတာတော်တော်များတယ်ပေါ့နော်အဲအဲ့လိုမျိုးကျွေးရတဲ့အတွက်ကိုလည်းအယံဝမ်းတာတယ်နောက်ပြီးတော့ကိုရီးယားတွေအခုလိုရှိပြီးတော့ပုံပြီးတော့ ချက်ချင်းကျိုးလိုက်တာမဟုတ်ဘူးဒီကကလေးတွေနဲ့ဘူထောင်းအမောင်လေးတွေပေါ့နော်အင်းအမောင်လေးတွေပါတယ်အကုန်လုံးလာတိုင်းပုံမှန်လေးတွေစုစုပြီးတော့အိပ်ပစံလေးတွေစုပြီးတော့အဲ့ဒီဒီစတူဒီယိုလေးကိုကျွေးပြတာပေါ့နော်နောက်လည်းနောက်ထပ်လည်းလူဖို့အစီအစဉ်တွေလည်းရှိတယ်။နောက်အကယ်၍အလူရှင်တွေအကယ်၍ပေါ့နော်အဲ့လိုမျိုးလာစဉ်ခြေလေးနဲ့ပုံမှန်လေးပေါ့နော်ပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်လည်း ဖိတ်ခေါ်ပါတယ်။အမားတို့ဒီအသိန်းဖွဲ့လေးကတော့ဒါအခုဒါကတော့တကြံတွင်းဖြစ်တဲ့အတွက်ကိုဘိုးထောင်ဖျားမှာပဲစူးစီစာလေးကျွေးလိုက်တာပေါ့နော်။နောက်ပိုင်းဆိုလို့ရှိရင်တခြားလိုအပ်တဲ့နေရာလေးတွေမှာလည်းလှူဖို့အစီအစဉ်လေးရှိပါတယ်။ဒီနေ့တကြံကတော့သိတဲ့အတိုင်းပဲလေ။မြန်မာပြည်အနှံ့ပြားမှာငလျင်တန်ထိတယ်ဆိုတော့အမားတို့လည်းအနုပညာရှင်ပဲပေါ့နော်တချင်းဆိုကြတာပေါ့ဒါတကြံနိုင်ဆိုတာလေတချင်းဆိုကြတာပဲဒါမဲ့ဒီနေ့တကြံကတော့တိတ်ဆိတ်ချင်းနဲ့ပဲငလင်ဘေးတင်တဲ့မိသားစုတွေနဲ့ထပ်တူခံစားရလို့လုံးဝတချင်းမဆိုပါဘူး အလှူတွေလုပ်တယ်စတုတီတာကျွေးတဲ့စီတွေကိုကူညီတယ်ဟိုတလောကဆိုလို့ရှိရင်လည်းဒီတချံမတိုင်ခင်ပေါ့ဖုံဖုံဦးစင်းဘလူးပေါ့အလိုရောပြေချာဖုံဖုံရဲ့ဒါအမြဲတမ်းဖုံဖုံကတော့အမြဲတမ်းအလှူလုပ်တယ်လေအဲ့ဒီပွဲလေးတွေဆူသွားတယ်အခုဒီမနေ့လည်းအလိုမျိုးစတုတီတာဖုံဖုံတပါးဆူရလုပ်တယ်အဲ့ဒီကိုသွားတယ်အခုဒီဘိုးထောင်ပြရတယ်ကိုဒီဘိုးထောင်ကကြတော့ကိုရဲ့ဒါမောင်နှမတွေအကုန်လုံးဆူထားတဲ့ဟာဆိုတော့ဒါကိုလည်းပါတယ်အလှူပါတဲ့ပွဲလေးပေါ့နော်အဲ့အတွက်ကိုရောက်အောင်လာတာကိုရောက်တဲ့ချိန်အောင်နောက်ကျသွားပါတယ်အရှိမကျွေးပြီးပြီဆိုတော့ ကုံတောက်ရှိဆိုခဏလေးနဲ့ကုံသွားလို့ဆိုဝမ်းတာတယ်900မှသည်လူအယောက်1000 2000အဲ့လိုမျိုးကျွေးခြင်းတယ်အဲ့လိုကျွေးနိုင်တဲ့အနေထားမျိုးရအောင်လဲစူးစမ်းခြင်းတယ်အဓိကကိုဖြစ်ချင်တာကတော့အခုဒီလိုမျိုးပေါ့နော်ဟိုငလျင်ဘေးတွေအဲ့လိုမျိုးကိုဗစ်တွေအခုဖြစ်ပြက်နေတဲ့အရာတွေကြည့်လိုက်ရင်ဒါဒီအလှူတွေကိုပို့ပြီးတော့လှုပ်ခြင်းနဲ့ဟို ြေချောင်းစီမောင်းတီးပြီးလှူတဲ့ဘဝကိုပဲလိုချင်တယ်ကိုတင်ကိုနောက်ကိုပါမှာလက်နှစ်ဖက်မှာကုသိုလ်ထုတ်နေအကုသိုလ်ထုတ်ပဲရှိတယ်အဲ့တော့ကိုကုသိုလ်ထုတ်ကြီးကိုအကြီးပဲယူသွားချင်တယ်ဒီချိန်မှာရွှေလန်းမွေးချင်ဟိုရွှေလန်းမဆုချင်ဘာမှပိုင်ဆိုင်မှုမရှိလေပိုကောင်းလေကုသိုလ်ရလေပိုကောင်းလေပဲဘာလို့ဆိုတော့တေချင်းတရားကြီးကဘေးမှာငုတ်တုတ်ထိုင်ကြည့်နေပြီအချိန်မီထွက်သွားနိုင်တယ်အဲ့ဒီအသည့်ကိုတီးတဲ့အတွက်ကိုဘလိုပဲဖြစ်ဖြစ်ဟိုကိုနိုင်တဲ့ဝင်လေးပေါ့နော်ကိုထမ်းတယ်ပေါ့ ပီတိဖြစ်ပါတယ်တကယ်တမ်းဆိုလူတဲ့လူလဲကုသိုလ်ရတယ်လို့စားတဲ့လူလဲကုသိုလ်ရပါတယ်ဒီအန်ပေါ့နော်ကိုရီဆိုလဲအရင်ကရှက်တယ်လေ ဲ့လိုမျိုးစတူဒီသားတို့ပါလို့ဆိုတန်းစီရတာအခုဆိုကိုမရှက်ဘူးပျော်တယ်ဒီလားအခုကိုနေတဲ့တိုက်ဆိုလို့ရှင်လဲအိုက်အောက်မှာဆိုရင်တကြံတွင်းပေါ့စတူဒီသားကျွေးပြီဆိုအိမ်ကကလေးကိုခိုင်းနေပေါ့နော်တွားယူဆိုမယူမိမိဝင်ငါတွားယူမယ်ဆိုဆင်းယူတာပဲနောက်ပြီးတော့ခစ်လဲချက်လာပြီလေအားလုံးကဒါရှက်စရာလည်းမလိုပါဘူးလူတဲ့လူကလူနေပြီစားပေးတဲ့လူကသာဓုခေါ်ပြီးလူတဲ့လူလည်းကုသိုလ်ရတယ်စားတဲ့လူလည်းကုသိုလ်ရတယ်အဲ့အတွက်ကိုကိုလည်းစူးစားဆိုမရှက်ဘူးတိုးမှာပဲနေစံတည်းနေ့တော့အိမ်မှာအတော်လေးအဖိုးလေး ဖះတော့ဝင်းမှာပေါ့နော်ဟိုရှိရတဲ့ကိုသူတို့အတွက်ကိုကိုသူတို့ခြေတက်လက်တက်လေးလှိပေးမယ်ခေါင်းလေးတွေလျှော်ပေးမယ်အဲပြီးလို့ရှိရင်ဖះသွားမယ်ဟိုဖြစ်နိုင်ရင်တော့အဲ့ဒီနေမှာငားတွေလွတ်မယ်အဲဝငှက်ကလေးတွေလွတ်မယ်ခိုစာလေးတွေကျွေးမယ်ပြီးလမ်းမှာတွေးတဲ့အဖွားတွေပေါ့အဓိကအမားကလေအမအနုပညာခြေလေးရလို့ရှိရင်အမြဲတမ်းရပြီဆိုရင်ပထမဆုံးဝင်တဲ့ပတ်စံလေးကိုဖះအတွက်ဖယ်တယ်ပြီးရင်ဖေဖေကိုလှမ်းကြတော့တယ်ပြီးရင်ပတ်စံကိုကင်ပြီး ရှေ့ကုံပြားအမြင်နဲ့တက်တယ်ရှေ့ကုံပြားမှာအမှအမြင်နဲ့ယောဂီဝိလေးတွေတီလာရှင်ဘုန်းကြီးတွေလေအမြင်နဲ့ထိုင်ပြီးတော့သူတို့တရားကျင့်တယ်ပေါ့နော်သူတို့တွေကိုအမြင်နဲ့ပတ်စံတူတယ်အဲ့တော့နိစန်တရက်နေ့ကိုလည်းမကစိတ်ကူးထားတာတော့ရှေ့ကုံပြားကိုတက်မယ်ရှေ့ကုံပြားဖြစ်ရင်ဖြစ်မယ်ကဘာကြီးဖြစ်ရင်ဖြစ်မယ်ပုံထောင်ဖြစ်မယ်ဘယ်ဖျားသွားဖြစ်မလဲတော့မသိဘူးပေါ့နော်တအားလူကြက်နေရင်တော့ကြက်တဲ့စီတော့မတော်နဲ့လူရှင်းတဲ့အချိန်လောက်လေးကိုသွားပြီးရင်အဲ့မှာတွေ့တဲ့တီလာရှင်ဘုန်းကြီးအဲယောဂီအကုန်လုံးပေါ့နော်အဆန့်လှူမယ် ဒါလေးဟိုပို့ပြီးတော့ခုနောက်ပိုင်းမှာကုသိုလ်တရားတွေပို့လို့ကြရတယ်။နောက်ဗမာလူမျိုးလေဗမာလူမျိုးဆိုတာအားလုံးကလေမြစ်တာနဲ့ဂိူနာနဲ့နေကြတာလေဒုက္ခရောက်ပြီးဆိုမနေနိုင်တာမြန်မာလူမျိုးပဲလေဆိုတော့အိမ်ရှိဘူးအိမ်နောက်မချမ်းသာဆိုတဲ့စကားလိုပဲအားလုံးပူနေတဲ့အချိန်မှာဘလိုပဲဖြစ်ဖြစ်ပေါ့နိုင်တလောက်လေးနိုင်နဲ့ဝင်လေးပေါ့နော်ထမ်းကြတာပေါ့နော်အမဆိုရင်အများကြီးလူချင်ပါတယ်ဒီအချိန်မှာအဆင်မပြေဘူးဘာကြောင့်မပြေလဲဆိုတော့အမကအမတို့မိသားစုလိုက်ကိုငွေကြေးနဲ့ပတ်သက်ပြီးတော့ မောက်တရားရုံမှာရင်ဆိုင်နေရတယ်အဲ့အတွက်ကိုလှူခြင်းတိုင်းကိုမလှူရဘူးတစ်ခါကျရင် TikTok တို့ Facebook တို့မှာမအောင်လေအလှူလာခံတယ်သိလားလှူခြင်းတာပေါ့နော်ဒါပေမဲ့အလှူဆိုတာမျိုးကလည်းသိန်းနဲ့တောင်းနဲ့ချီပြီးလှူမဲ့အလှူကလည်းဒါကုသိုလ်ရတယ်မှန်တယ်ဒါပေမဲ့ကိုနိုင်တဲ့စေတနာပေါ့တရားပဲလှူလူတစ်ချက်ပဲလှူထောင်ပဲလှူလူပေါ့နော်အဲ့ဒီကုသိုလ်လေးလည်းရပါဒါပေမဲ့ကိုကကိုစိတ်ထဲမှာလေတည်တည်လေးလှူရတဲ့အလှူကိုအလှူမမြောက်ဘူးလို့ကိုစိတ်ထဲထင်နေတာအများကြီးလှူခြင်းတာ ဒါပေမဲ့အမားတို့ကလည်းအခုဖြစ်နေတာတွေကအခုအလှလာခံနေဆိုတော့အလှခံတဲ့လူတွေလည်းဒီနေရာကနေတောင်းပန်ပါတယ်လှူချင်ပါတယ်တမှုခင်ဒါပေမဲ့အခုဒါလေးကလည်းအခုဒီပုံတော်ပြမှာနေလှူရတာလေးကလည်းလစဉ်တိုင်းကိုယ့်အနေနဲ့ကိုရတဲ့ပတ်စံလေးနဲ့ဖဲ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 ပြီးတော့ဆူသွားတဲ့ဟာလေးမလို့ဒီလိုကြီးကြီးလေးလှူနိုင်တာပေါ့နော်အဲ့တော့အများကြီးလှူနိုင်မှုအတွက်ကိုတမှုခင်အဆင်ပြေမှဖြစ်မှာအဲ့တော့ဆူတောင်းပေးကြပါအခုပတ်စံနဲ့ပတ်စံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအယုံဆိုင်နေအမားတို့မိသားစုတွေလိန်ခံထားတဲ့ပတ်စံတွေအဲ့လိုမျိုးတစ်ဖက်နဲ့တစ်ဖက်အဲ့လိုမျိုးအမှုတရားရင်ဆိုင်နေရတာလေးရှိနေတဲ့အတွက်ကို ဖြစ်ဖြစ်များကိုမလူပါသေးဘူးပေါ့လူကျင်လင်းအဲ့လိုလေးရခဲ့ရင်အများကြီးလူမှာနှစ်တင်မဆာပြီးရောမြန်မာပြည်သူပြည်သားကဘာသူကဘာသားအပေါင်းအားလုံးအေးချမ်းပါစေပေါ့နော်လူဝင်ဆန္ဒတွေလည်းဖြေးကြပါစေ။ဟိုနိုင်ငံအနှံ့အပြားမှာဖြစ်နေတဲ့ကက်ကြီးသုံးပါးလည်းကျော်လွှားနိုင်ကြပါစေ။ဘာသာသာသနာအကျိုးလည်းစတဲ့တကူတိုးပြီးတော့ထမ်းဆောင်နိုင်ကြပါစေ။